ကေဒီယူ channel ရပြန်လဲကြိုးစားပါဗျာနော်နေပါလို့ပြောချင်လဲဆိုတော့နော်နောင်ရှုပ်ဘက်မှာပေါ့ဗျာတေယုလူဟိုတဲ့မော်နော်ကေဒီဖွဲ့ဘာညာပြည့်တက်တဲ့ဘာညာပေါ့နော်ပြည့်ကတ်တဲ့ဘာညာရေးဆိုတော့ခင်ဗျာအဲ့ဒီဟာဒါနိုင်ငံတော်သင့်ချင်းတာနော်သူ့အတူရှင်းထားတဲ့အရာကိုပြောအထဲမှာပြောထားတဲ့အတိုင်းပဲသူတို့တွေကိုင်းနေဝင်လာတယ်ဒီနိုင်ငံဝင်လာပြီးတော့ဒီနိုင်ငံကိုလည်းစောက်အကြောင်းမကြဘူးလေတရုတ်ကဟမ်တရုတ်ကေဒီအဖွဲ့ကြီးက ဟမ်ပြီးတော့စစ်စည်းကြီးကတားတယ်တားတဲ့ဟာကိုစောက်ဖက်မလုပ်ဘူးဆိုတော့ကနော်မိုးပေါ်ထောင်ပြီးပြစ်လိုက်တယ်တဲ့၃ချက်ဒါသူတို့ကသူမဟုတ်ဟုတ်မဟုတ်ဟုတ်ကဘာဝန်သူလေးလာချင်းချင်းလေးအခုနော်ဒီဘက်ကနေပြီးတော့တရဝင်ကနေပြီးတော့နော်ပြန်ကြားရေးကနေပြီးတော့ပြောထားတဲ့စကားချင်းချင်းလေးဟုတ်ရင်ဟုတ်မဟုတ်ရင်နေအားခင်ဗျားတို့ယုံကြည်ရမယ့်တမိုင်းဒါပဲခင်ဗျားတို့အုံနောက်ချင်းယုံအုံနောက်ကိုယ့်အကိုစဉ်းစားကိုယ့်အုံနောက်ကိုစဉ်းစားနော် ကျတော့ကိုနိုင်ငံကိုဗျာနော်ဒီဝิญဉာဏ်ဝင်ထွက်ကျင်တိုင်းထွက်လို့ရမလားဗျာကဲကျင်တိုင်းကဲဟမ်တရုတ်မကလို့ဘာကောင်ပဲဖြစ်အကုန်ခွင်းတော့မှာလေလက်ရှိတည်သေးဆိုရဟမ်ဟမ်အာနာထိန်ထိန်အာနာသိမ့်သိမ့်ဗျာဘလို့ဖြစ်ဖြစ်သူတို့ဝင်လာမယ်ပြုလာမယ်အတိမတ်ပြုရတာပဲလေခင်ဗျားအဲ့သတင်းနဲ့ပါလက်စတိုင်းဖြစ်တယ်ခင်ဗျားသူတို့သွားချင်းလာချင်းနဲ့အရာဒီမှန်ခင်ဗျားအကုန်လုံးခင်ဗျားအမှန်အကုန်ကြောင်းကြပြီးရတာလေကြောင်းကြပဲဝင်လာတယ်ပြုလာတယ်သူတို့ဘယ်သူမှတာဝန်မယူဘူးလေ ဒီတိုင်းပဲလေဗျာဝင်ကျင်တိုင်းဝင်ထွက်ကျင်တိုင်းထွက်လို့ရမလားဗျာဟိုရလေမြန်မာနိုင်ငံကိုချုပ်အာနာနဲ့ကိုနေရလေခမထအခုကတော့ခမချမ်းမြောက်မှာဘာဖြစ်နေညာဖြစ်တယ်လာအောင်လည်းကျွန်တော်သိတယ်ဒါပေမဲ့ကျွန်တော်တို့ကဖြစ်နေတဲ့အရာကိုကျွန်တော်ကပြောတာနော်တကယ်ပြပုတ်ပန်းလေးတွေပါနော်ကျတော့ခမတရုတ်ကိုယုံလားမယုံလားဆိုတော့ခမကျွန်တော်တောက်ချောက်ပြောနေတဲ့အတိုင်းပဲနော်ကုညီကယ်သေးတာရတော့ဝမ်းတာတယ်ဒါပေမဲ့ ဲ့လိုစီးမဲ့ကမ်းမဲ့ဗယံမရလုတ်တာတော့ချုံရှတယ်ပဲအဲ့လိုရလာငါတို့နိုင်ငံကလည်းမင်းတို့နိုင်ငံမှာအဲ့လိုလာလို့ရမှာဟမ်ဒါတော့တချို့ရှိသေးတယ်အဲတရုတ်ဖြူတွေတရုတ်နီတွေပါအဲ့ဒါမင်းမင်းอืมဂျိုင်းဂျိုင်းနေပြောရရင်တော့မင်းကမဲတရုတ်ဖြူမကလို့တရုတ်နီပဲပါပဲဖြစ်ဖြစ်အခုလက်ရှိနော် နော် one china policy ကိုအမေရိကန်အောင်လက်ခံပါတယ်ဆိုပြီးပြောထားတာအဲ့ဒါထိုင်ဝမ်ဆိုတော့ one china policy ရဲ့လက်အောက်မှာတခုတည်းနော်တချို့ကောင်တွေဘုံမသိကိုမသိတွေကွာတကယ်ပြောမင်းကမင်းတရုတ်ပြည်ပြည်တရုတ်နေပြည်အခုချိန်မှာအဲ့တရုတ်ပြည်ပြည်ပြည်တရုတ်နေပြည်ပြည်ကြောက်နေရတာမလားဟဲ့ချီချင်းမယ်နော်ချီချင်းမယ်အကုန်ကြောက်နေရတာမလားဒါပဲဒီလောက်လေးတွေအတွေးတင်ပြီးတော့စောင်းအောင်တော့မရှိကျွန်တော်လာလာပြောတကယ်ရည်ရကောင်းတယ်ပြညံလေးတော်တော်တမိုက်နေတယ် နော်အကြောင်းဒီမှာတရုတ်နောက်ဆုံးမှာအဲတရုတ်ကတဲ့အခွဲပြစ်ခံရတဲ့ရောက်ပြောထားတဲ့အရာချက်နာတော့ဒီမီဒီယာများမေးမြန်းနေတဲ့ကျွန်တို့ TNL ကတင်လိုက်တဲ့အဲတရုတ်ကြက်ချင်ညင်တန်းပြစ်ခံမှုနဲ့ပတ်သက်ပြီးကျွန်တော်ပြောကြပါမယ်ကျွန်တော်နိုင်ငံမှာနိုင်ငံတကာအကူအညီများ လက်ခံပြီးတော့ ယင်းနေနာနဲ့ပတ်သက်ပြီးကုညီကယ်ဆယ်ရေးလုပ်ငန်းတွေထောက်ပံ့ရေးပစ္စည်းလက်ခံတဲ့လုပ်ငန်းတွေဆောင်ရွက်လျက်ရှိပါတယ်။အဲဒီနေရာမှာကျွန်တော်တို့သက်ဆိုင်ရာတန်ယုံစစ်တန်ယုံနေရာနေတဆင့်ဆက်သွဲပြီးမှကျွန်တော်တို့ဆောင်ရွက်တာမျိုးဖြစ်ပါတယ်။အားလုံးကလည်းဒီလိုပဲဆက်သွဲဆောင်ရွက်နေကြဖြစ်ပါတယ်။အခုဖြစ်ခဲ့တဲ့အဖွဲအနေနဲ့ ဒီမြန်မာနိုင်ငံကိုရောသက်ဆိုင်ရာတန်ယုံစစ်တန်ယုံကိုကျွန်တော်တို့အကြောင်းကြားထားခြင်းမရှိဘူးဆိုတာတော့ပထမဦးစွာကျွန်တော်တို့သိရပါတယ်ဖြစ်စဉ်အနေနဲ့ကတော့ကျွန်တော်တို့ဖြစ်စဉ်နေရဖြစ်စဉ်နေရလဲနောင်ချုံမြို့နယ်အုံမတီရွာအနီးမှာဖြစ်ခဲ့တာဖြစ်တယ်အဲ့ဒီနေရာမှာလဲဒီတပ်မတော်နယ် TNL အကြမ်းဖက်တောင်းချမ်းသူတွေနဲ့ဒါထိတွေ့တိုက်ပွဲဖြစ်ပွားနေတာတွေကို ကျွန်တော်တို့အားလုံး သတင်းများသိရှိနိုင်ပါတယ်တွေ့ရှိနိုင်ပါတယ်ဒီဖြစ်စဉ်မှာဧပြီလ10ရက်နေ့ည9:00နာရီခွဲလောက်မှာဒါနောက်ချိုဘက်ကနေပြီးရင်တန်းပေါ့ကိုစင်းလောက်ပါတယ်လို့ပြောပါတယ်လာတာကိုတွေ့ရပါတယ်အုံဒီယာနာမှာကျွန်တော်တို့အဲတမ်တော်လုံကြုံရေးအဖွဲ့ရှိပါတယ်တမ်တော်လုံကြုံရေးအဖွဲ့အနေနဲ့ဒီရင်တန်းကိုတွေ့တဲ့အခါမှာ တားဆီးပါတယ်တားဆီးလို့မရပါဘူးဒါမီတာ100လောက်မီတာ200လောက်အကွာကတည်းကမီထိုးပြီးတားဆီးတယ်တားဆီးလို့မရဘူးမီတာ100လောက်အကွာမှာတော့ကျွန်တော်တို့မိုးဘော်ထောင်ပြီးတနတ်3ချက် ပြစ်ဖောက်ခဲ့တယ်လို့သိရပါတယ်ဒါနဲ့နောင်ချိုဘက်ကိုပြန်သွားတယ်လို့ကျွန်တော်တို့အကြံပေးသိရပါတယ်ဒီနေရာမှာကျွန်တော်ပြောလို့တာကအာ ီဖြစ်စင်မတိုင်ပေါ့ပေါ့နော်ဒီဖြစ်စင်မတိုင်ပြီမှာလဲအဲ့ကုံလန်းကနေပြီးဝင်လာတဲ့တရုတ်နိုင်ငံကကုညီကယ်စရေးအဖွဲ့ရှိပါတယ် Blue Sky ကုညီကယ်စရေးအသင်းဖြစ်ပါတယ်အဲဒီအသင်းကနိုင်ငံတကာမှာလဲလိုက်ပြီးကုညီနေတဲ့အသင်းဖြစ်ပါတယ်အဲ့ Blue Sky ကုညီကယ်စရေးတရုတ်နိုင်ငံအဖွဲ့ကမက်စလ31ရက်နေ့မှာကျွန်တော်တို့ထွက်ခွာလာပြီးတော့မက်စလ31ရက်နေ့ ည10နာရီခွဲလောက်မှာကျွန်တော်တို့ဝက်ဝင်ဂိတ်ကို ရောက်ရှိခဲ့တယ်16မိုင်ဂိတ်ကိုည17နာရီမှာရောက်ရှိခဲ့ပါတယ်မန္တလေးကိုတော့ဒါဧပြီလ1ရက်နေ့မနေ့ပိုင်းမှာကျွန်တော်တို့မနေ့တနာရီမထိုးခင်မှာရောက်ရှိခဲ့ပါတယ်အဲ့ဒီအဖွဲကိုကျွန်တော်တို့လုံခြုံရေးကိုမြန်မာနိုင်ငံရဲတပ်ဖွဲ့ကဒါလမ်းတစ်လျှောက်ဆောင်ရွက်ပြီးတော့ကျွန်တော်မန္တလေးထိအနေရကင်းစွာ ရောက်ရှိပြီးမန္တလေးမှာကျွန်တော်တို့ကုညီကယ်ဆေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပါတယ်ကျွန်တော်ဆိုလိုတာကနိုင်ငံတကာကုညီကယ်ဆေးလုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာဒါအတိပေးရတဲ့အကြောင်းကြားရတာလေကျွန်တော်တို့မြန်မာနိုင်ငံမှာခုချိန်မှာဒါကုညီကယ်ဆေးလုပ်ငန်းတွေကိုအင်တိုင်းအားတိုင်းဆောင်ရွက်နေရတဲ့အပြင်တောင်းကျမ်းမှုအန္တရာယ်လည်းရှိပါသေးတယ်အဒီပေါ်မှာနိုင်ငံရေးအမြတ်ထုတ်လို့တဲ့ အဖွဲ့အစည်းတွေရှိပါသေးတယ်။ဒါတွေကိုကျွန်တော်တို့ချိန်ဆပြီးအကောင်းဆုံးဖြစ်အောင်ကျွန်တော်တို့ဆောင်ရွက်နေတာဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးလည်းကျွန်တော်တို့တမတော်အနေနဲ့ရောတာဝန်ရှိသူများအနေနဲ့ရောဒါစုံစမ်းနေပါတယ်။ဒီအဖွဲ့တွေနဲ့ပတ်သက်ပြီးလည်းကျွန်တော်တို့ဒါမေးမြန်းနေပါတယ်။တချို့ပုံတွေမှာတက်လာတူလာလို့လည်းမယ်။ဒီကားတွေကတော့ကျွန်တော်တို့မြန်မာနိုင်ငံကားတွေပါပဲ။မြန်မာနိုင်ငံနံပါတ်တွေနဲ့ကားတွေပဲ။ ဖြစ်တာကိုဒီတရုတ်ကျက်စီနီအသင်းဆိုတော့ပြောပါတယ်မြန်မာနိုင်ငံကုံကားတွေနဲ့ပဲဖြစ်ပေါ်လာရှိပါတယ်။ဒါပဲပြောပြောမြန်မာနိုင်ငံခုလိုအခက်အခဲကြုံတွေ့နေရတဲ့နေရတဲ့အချိန်မှာကူညီကယ်ဆယ်ပေးတဲ့စာနာထောက်ထားပေးတဲ့ထောက်ပံ့ပေးတဲ့အဖွဲ့အစည်းများနိုင်ငံများအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်။ကြိုတင်အကြောင်းကြားခြင်းညှိနှိုင်းခြင်းများ လုံခြုံရေးအကူအညီရယူဆောင်ရွက်ခြင်းများကိုတော့ ဆောင်ရွက်ပေးကြဖို့မေတ္တာရက်ခံလိုပါတယ်။ကျွန်တော်နိုင်ငံမှာဒါခုချိန်ထိတရုတ်ရုရှားအိန္ဒိယထိုင်းစင်ကာပူမလေးရှားဘင်္ဂလားဒေ့ရှ်ဗီယက်နမ် UAE လာအိုဘီလာရုအင်ဒိုနီးရှားဘူတန်ဖိလစ်ပိုင်ဂျပန်တရုတ်ဟောင်ကောင်စတဲ့နိုင်ငံ15နိုင်ငံကလေကြောင်းကနေကူညီထောက်ပံ့မှုလေ53စီး ရောက်ရှိပြီးဖြစ်ပါတယ်။ကယ်ဆေးရေးဝန်ထမ်းပေါင်း1519ဦးရောက်ရှိပြီးမြန်မာနိုင်ငံမှာကယ်ဆေးလုပ်ငန်းများဆောင်ရွက်နေပါတယ်။ထောက်ပံ့ရေးပစ္စည်းတန်ချိန်354တန်ကျော်ကယ်ဆေးရေးပစ္စည်းတန်ချိန်495တန်ကျော်ရောက်ရှိပြီးဖြစ်ပါတယ်။ကုန်လမ်းရေလမ်းဝင်ရောက်နေမှုနဲ့တရုတ်နိုင်ငံခုနကျွန်တော်ပြောခဲ့တဲ့ Blue Sky ကူညီကယ်ဆေးရေးအခွဲအားကား6စင်းနဲ့မန္တလေးကိုမနေ့ကမနေ့တနာရီမထိုးခင်မှာရောက်ရှိပြီးကူညီကယ်ဆေးလုပ်ငန်းများ ဆောင်ရွက်လေရှိပါတယ်။အိန္ဒိယနိုင်ငံအနေနဲ့ရေချောင်းကနေတမောနှစင်းဆေးလုပ်ပြီးထောက်ပံ့ရေးပစ္စည်းများဆောင်ရွက်လေရှိပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့နော်ပြည်ပြမီဒီယာတွေနိုင်ငံရေးအမျက်ထုတ်လို့တဲ့အဖွဲ့အစည်းတွေရဲ့ကောလာဟာလသတင်းထုတ်လွှင့်ချက်တွေကို အထူးဂရုစိုက်ဖို့လဲကျွန်တော်အနေနဲ့ပြောကြားလိုပါတယ်။ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့သဘာဝဘေးဒဏ်ကို အစိုးရပြည်သူလူမှုအဖွဲ့အစည်းတွေနိုင်ငံတကာအကူအညီတွေနဲ့အကောင်ဆုံးဖြစ်အောင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်သွားမှာဖြစ်ကြောင်းပြောကြားလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အကြတော့နော်နောက်ကြားတဲ့အတိုင်းပဲကျွန်တော်လည်းသူတို့နိုင်ငံသွားရင်အကောင်လုံးနော်နော်ဇာဇာနဲ့အကောင်လုံးလောက်ရတယ်ပဲကျွန်တော်အတိပေးရတာပဲနော်ဘယ်ရမတာလုံးလို့မရဘူးအေးကိုယ်နိုင်ငံလာရင်လည်းဘယ်ရမတာလုံးလို့မရဘူးဒါပဲချင်းချင်းလေးပဲနော်ဟို တယောက်နဲ့တယောက်က respect လေးချီရတယ်ပြောနော်သူ့လေးသားကိုလေးသားကြီးကိုဘုကယူတယ်လို့ဘုကလည်းကြီးကိုပြန်ယူတည်ရမယ်နော်ကြတော့ကိုအင်အားကြီးတဲ့ဆိုတိုင်းငါစောက်ကြတဲ့ကြောင့်လို့ဆိုတဲ့အားလုံးငါကလာကိုညီတာပဲဆိုတဲ့အားလုံးလက်ခံလို့မရဘူးပြနော်သူ့နိုင်ငံသူ့ချုပ်ချာကြီးဆိုကိုအင်ကိုစီကံသူ့အင်သူ့စီကံကြီးရပြနော်ခွင့်တောင်းခွင့်တောင်းရတယ်နော်ကျွန်တော်ရည်လေးတောက်ခြင်းလို့ပါကျွန်တော်အိမ်ထဲဝင်ခြင်းလို့ပါကျွန်တော်ဘာလေးပြစ်ခြင်းလို့ပါဆိုတာခွင့်တောင်းရတယ်နော် အဲ့တော့နိုင်ငံကြီးတွေဆိုပို့ပြီးသိရတယ်ဗျနိုင်ငံကြီးတွေဆိုပို့ပြီးသိရမယ်နော်အဲ့ကြတော့တွေးကြည့်ပါဦးဗျာခင်ဗျားဒါဒါအောင်ပါခင်ဗျားတို့တချို့ရေနော်အပိတ်ပိန်းနေရအာပြစ်တင်ဦးဘာညာကူကဆိုလာမတက်နိုင်ဘူးနော်ခင်ဗျားတို့ကမနာတတ်မတူးတတ်တဲ့កောင်းနေဆိုရင်တော့မတက်နိုင်ဘူးကျွန်တော်တို့ကတော့နာတတ်ပြူတတ်တဲ့កောင်းနေဖြစ်တဲ့အတွက်နော်ကိုရင်ကိုစီကံသူ့ရင်သူ့စီကံကျွန်တော်လည်းသူတို့အိမ်အောင်သွားမယ်ဆိုသူ့အိမ်စီကံကိုလိုက်နာပါအေးသူတို့ကလည်းကျွန်တော်တို့အိမ်လာလို့ချင်းကျွန်တော်တို့အိမ်ရဲ့စီကံကိုလိုက်နာပါရှင်းရှင်းလေး နော်ဒါမှမနာတတ်ဘူးလေဆိုလည်းမနာကြနဲ့ရှင်းရှင်းလေးမနာကြနဲ့